ထောက်ဆက်အလုပ်ရှင်တွေပြောလို့ရှိတဲ့စကားများလုပ်ငန်းခွင်မှာခေါင်းဆောင်မပြီးသားတဲ့အခြေအကျတွေရှိနေတာကလည်းအလုပ်လုပ်ရတာကို အခက်အခဲပိုဖြစ်စေပါတယ်။ဘလို့ချက်တွေကထောက်ဆက်ဖြစ်စေတယ်လဲဘလို့ပြောစကားတွေကြောင့်ထောက်ဆက်အခြေအကျနဲ့အလုပ်လုပ်နေရတယ်ဆိုတာသိနိုင်မလဲဆိုတာဒီတစ်ခါမှပြပြပေးကြပါမယ်။ထောက်ဆက်အခြေအကျတွေကအလုပ်ပုံဝင်ခြင်းကိုကြောက်စိတ်တွေကြိုးကင်ချေလဲတာတွေနဲ့မဖြစ်နိုင်တဲ့မျှော်မှန်းချက်တွေကိုဖြစ်စေပါတယ်။ ဒီစကလုံးတွေကတော့ထောက်စစ်အကြီးအကဲခေါင်းဆောင်တယောက် ဖြစ်စေတယ်ဆိုတာသိနိုင်တဲ့အချက်တွေပါပဲ။နံပါတ်1ဒီအလုပ်ရထားတာဂျေစုတင်တင်နေ။ဒီစကားကတော့မင်းရဲ့လှုပ်ဆောင်မှုတွေတန်ဖိုးမှုတွေကိုတန်ဖိုးမထတာကြောင့်ပြောဆိုတာဖြစ်ပါတယ်။ဒီလိုဆိုးရတဲ့ဆက်ဆံမှုတွေကိုတီးခံဖို့မျှော်လင့်နေတာလည်းဖြစ်ပါတယ်။ခေါင်းဆောင်ကောင်းတွေကဝန်ထမ်းတွေရဲ့စူးစမ်းအထောက်အမှုကိုအတိအမှတ်ပြုပြီးတန်ဖိုးထားကြပါတယ်။နံပါတ်2 မင်းမကြရင်မင်းနေရာမှာဝင်လုံးမဲ့လူတွေအများကြီးရှိတယ်။ဒီစကလုံးကဝန်ထမ်းတွေရဲ့ကြောက်စိတ်နဲ့စိတ်မလုံခြုံမှုကိုဖြစ်စေပါတယ်။ထောက်စီကောင်းဆောင်တွေကဒီစကလုံးတွေနဲ့ဝန်ထမ်းတွေကိုကြိုးကန်ချေလဲကြပါတယ်။နံပါတ်3ဒါအတွက်ငါမှအချိန်မရှိဘူး။ထောက်စီကောင်းဆောင်တွေကဝန်ထမ်းတွေကိုအခုလိုစကားမျိုးမကြခဏပြောပါတယ်။ဝန်ထမ်းတွေရဲ့စိုးရိမ်ပူပန်မှုကိုလှစ်လူရှူတာက အစိတ်အတောက်ဖြစ်စေတဲ့အာနာတက်ရောက်မှုအခြေအနေကိုဖန်တီးစေပါတယ်။ ပြီးတော့ပွင့်လင်းတဲ့ဆက်သွယ်ပြောဆိုမှုကိုအားလျော့စေပါတယ်။နံပါတ်၄မင်းကအရန်ခံစားလွယ်တယ်။ဒီစကလုံးသုံးနှုန်းကကိုယ့်ကို gas lighting ပုံစံမျိုးဖြစ်စေပါတယ်။ကိုယ့်ရဲ့အမျိုးမြင်အတွေ့တွေလက်ခံယုံကြည်မှုကိုတန်တရားဝင်အောင်လုပ်တဲ့စိတ်ပိုင်းဆိုင်ရာကိစ္စတမျိုးဖြစ်ပါတယ်။ဒီအချက်ကကိုယ့်ရဲ့အတွေ့အမြင်တွေကိုအားနည်းသွားစေပါတယ်။ဒီလိုလောက်တာကကိုကိုကိုယုံကြည်မှုအားနည်းစေလာတာ စိတ်ရှုပ်ထွေးလာတာစိတ်ပူပန်လာတာစိတ်တက်ကြလာတာအထီးကျန်လာတာထိန်းချုပ်သူကိုပို့ပြီးမိခိုလာတာစတာတွေဖြစ်စေပါတယ်။နံပါတ်9ကတော့ဒီမှာကမိသားစုလိုပဲလူတိုင်းကတော့ကောင်းမွန်တဲ့အဖွဲလိုက်ဆက်ဆံရေးယဉ်ကျေးမှုတစ်ခုကို ရှာဖွေကြပါတယ်။ဒါပေမဲ့ဒီစကလုံးကတော့အလုတ်ချိန်များပြားလာတာမမျှတတဲ့ဆက်ဆံရေးတွေဖြစ်စေတာ professional စီးပောင်တွေကို ဝေဝါးသွားစေတာမျိုးဖြစ်စေနိုင်ပါတယ်။ နောက်ဆုံးချက်ကတော့ငါကမင်းကိုစဉ်းစားဖို့အတွက်ပတ်စံပေးထားတာမဟုတ်ဘူး။ထောက်စစ်ကောင်းဆောင်တယောက်ကငါမင်းကိုစဉ်းစားဖို့အတွက်ပတ်စံပေးထားတာမဟုတ်ဘူးဆိုတဲ့စကားနဲ့ဝင်းလန်းတွေရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ဥဆောင်နိုင်စွမ်းကိုအားရော့စေပြီးတိုးတက်မှုနဲ့တီထွင်ဆန်းသစ်မှုကို တားဆီးပိတ်ပင်ပါတယ်။ဝင်းလန်းတွေရဲ့အကြံဉာဏ်တွေကိုပါဝင်ဖို့အားပေးတာမဟုတ်ဘဲအတန်တိတ်သွားအောင်လုပ်ကြပါတယ်။ အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ထောက်ဆက်အလို့ရှင်တွေပြောလို့ရှိတဲ့ဇာတ်တွေကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်လည်းဘလို့စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာမျိုးတွေကိုတင်ဆက်ပေးအောင်လဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။